ဒီနေ့ခေရုရှားနိုင်ငံတွင်မှာစစ်ပွဲတစ်ခုဖြစ်ပွားနေတယ်လို့ဆိုရပါမယ်။ဒါပေမဲ့ဒီစစ်ပွဲဟာယူကရိန်းမှာတိုက်နေရတဲ့တင်ကားတွေဒုံးကြီးတွေနဲ့တိုက်တဲ့ပြင်ပစစ်ပွဲမျိုးမဟုတ်ပဲရုရှားကိုယူကရိန်းစစ်ပွဲထက်ပိုမိုနက်ဆိုင်စွာထိခိုက်စေတဲ့ပြည်ရင်းစစ်ပွဲတစ်ခုပဲဖြစ်ပါတယ်။ဒီပြည်ရင်းစစ်ပွဲမှာဗလာဒီမာပူတင်နဲ့လုံခြုံရေးအေဂျင်စီဖြစ်တဲ့ FSB ဟာသူ့ရဲ့ကိုပိုင်စစ်တပ်ကိုတိုက်ခိုက်ဖျက်ဆီးနေတာဖြစ်ပါတယ်။ FSB ဆိုတာခေတ်သစ် KGB လို့ပြောလို့ရပါတယ်။သူတို့ဟာစစ်ဘုတ်ချုပ်တွေကိုစရင်လိုက်ပြီးဖမ်းဆီးနေတာ။ထောင်ထဲပစ်ထည့်နေတာဟာ ယူကရိန်းစစ်ပွဲနိုင်ဖို့အတွက်တိစောက်ထားတဲ့စစ်တပ်ရဲ့ခေါင်းဆောင်ပိုင်းကိုအတွင်းကနေဆွဲဖြဲပစ်လိုက်တာနဲ့အတူတူပါပဲ။ပြီးခဲ့တဲ့နှစ်နှစ်အတွင်းမှာထိတ်တန့်စစ်အရာရှိအနည်းဆုံး16ယောက်ထိဖမ်းဆီးခံလိုက်ရတယ်ဆိုတော့ဒါကပုံမှန်ယာရုနေရာအပြောင်းလဲမဟုတ်ပါဘူး။ဒါဟာပြက်ပြက်သားသားအာဏာဖယ်ရှားတုပ်တင်မှုပဲဖြစ်ပါတယ်။ဒီလိုပြည်ရင်းမြေမြတ်မှုတွေဖြစ်နေချိန်မှာရုရှားကယူကရိန်းမှာစစ်သည်တွေငွေကြေးတွေတသန်းကျော်ပမာဏအထိဆုံးရှုံးနေရတယ်လို့ခန့်မှန်းရပါတယ်။ဒါဆိုရင်ပူတင်ဟာဘာကြောင့်ဒီလိုအရေးပါတဲ့စစ်ပွဲကြီးတိုက်နေချိန်မှာ သူ့ရဲ့ထောက်လိုင်းရေးအဖွဲ့ကိုစစ်တပ်ကိုအတွင်းကနေဖျက်ဆီးခွင့်ပြုနေရတာလေပြီးတော့ဒီလောက်ရက်တွေကရုရှားကိုဘယ်လိုမျိုးပြုတ်ကွဲစေတာလဲဆိုတာကိုအသေးစိတ်ကြည့်ကြရအောင်ပါ FSB ဟာရုရှားစစ်တပ်ထဲမှာပူတင်ရဲ့စောင့်ကြည့်ခွေဖြစ်လှုံ့ဆောင်နေတာ ဖြစ်ပါတယ်ပူတင်ကယူကရိန်းစစ်ပွဲစတင်ကလေးကသူတို့ကိုအာဏာအတော်တန်ပေးထားလိုက်ပါတယ်အစိုးရကိုဆန့်ကျင်တယ်လို့ယူဆရတဲ့ဘယ်သူကမှဆိုဖမ်းဆီးနိုင်တဲ့အခွင့်အာဏာမျိုးပေါ့ဒါကပူတင်အတွက်အတော်လေးအဆင်ပြေတဲ့လက်နက်တစ်ခုပါပဲ ူတင်ရဲ့အဓိကစိုးရင်ချက်ကသူ့ရဲ့အာဏာကိုစိန်ခေါ်လာမဲ့စစ်ကောင်းဆောင်တအူးပေါ်ထွက်လာမှာကိုပါစစ်ပွဲမှာနိုင်ပွဲတွေရပြီးနမဲကြီးလာတာနဲ့မျှစစ်ဗိုလ်ချုပ်တယောက်ရဲ့ဩဇာဟာနိုင်ငံရေးအရာကြီးမားလာနိုင်တယ်လို့သူကယူဆပါတယ်ဒီလိုအတွင်းရဲ့ပြစ်ပခတွေဖြစ်လာရတဲ့အကြောင်းရင်းကိုပြချင်းရင်2023ခုနှစ်ဇွန်လကဝါကနာကောင်းဆောင်ယက်ဖ်ဂေနီပရီဂိုဇင်ရဲ့မော်စကိုသို့ခြိတက်မှုနဲ့စတင်ခဲ့တယ်လို့ပြောလို့ရပါတယ်ပရီဂိုဇင်ဟာရုရှားကာကွယ်ရေးဝန်ကြီးဆာဂေးရိုက်ကူနဲ့ထိတ်တန့်ဗိုလ်ချုပ်ဗယ်လာရီဂေရာစီမော့တို့လို့ အရေးချင်းမရှိဘူးလို့အချိန်ပေါင်းများစွာလူသိရှင်ကြားဝေဖန်ခဲ့ပါတယ်။နောက်ဆုံးမှာသူဟာသူ့ရဲ့လက်နက်အပြည့်စုံနဲ့စစ်တပ်ကို Rostov on Don ကိုသိမ်းပိုက်ပြီးမော်စကိုဘက်ကိုခြိတက်ခဲ့ပါတယ်။အဲဒီအချိန်ကနိုင်ရင်နိုင်ငံတွင်းမှာပဲပူတင်ရဲ့အုပ်ချုပ်မှုဟာပြုတ်ကျတော့မလို့ဖြစ်ခဲ့တာပဲဖြစ်ပါတယ်။ Prigozhin ရဲ့စီစဉ်ကို FSB ကနှစ်ရက်ကြိုတင်တိခဲ့တယ်လို့ဆိုပေမဲ့သူတို့တားဆီးနိုင်ခြင်းမရှိခဲ့ပါဘူး။ဒီကြရှုံးမှုကပူတင်ရဲ့လုံခြုံရေးရန်တရားကြီးဘလောက်ပြက်စီးနေပြီလဲဆိုတာကိုဖော်ပြလိုက်တာပဲဖြစ်ပါတယ် ဒီနောက်မှာပူတင်ဟာကြောက်ရွံ့သွားပြီးသူလုံနေကြတိုင်းပဲ FSB ကို အာဏာပိုပေးပြီးပြည်ထနာကိုဖြေရှင်းခိုင်းခဲ့တာပါ FSB ရဲ့မစ်ရှင်ကရှင်းပါတယ်ပရီโกဇင်လိုစစ်တပ်ကနေစိန်ခေါ်မှုမျိုးနောက်တစ်ခါဘယ်တော့မှမဖြစ်စေရဘူးပါပဲဒါကြောင့်သူတို့ရဲ့ဖြေရှင်းနည်းကချိန်ချောင်းနိုင်တဲ့စစ်ကောင်းဆောင်မှန်သမျှကိုဖျက်ဆီးပြည်ဖြစ်လာခဲ့တာပါပဲယူကရိန်းစစ်ပွဲမှာရုရှားရဲ့စစ်ရေးကြာချုံမှုတွေအတွက်ပူတင်ရဲ့အစိုးရကိုအပြစ်တင်တာမျိုးမဖြစ်စေဖို့ဗိုလ်ချုပ်တွေကိုစိတ်ကြွယ်ရအဖြစ်အသုံးချနေတာရှင်းနေပါတယ် အဖမ်းခံရတဲ့အရာရှိတိုင်းကိုစစ်မြေပြင်မှာစွမ်းဆောင်ရည်ညံပြင်းလို့မဟုတ်ပဲအကြမ်းလိုက်စားမှုလက်ပေးလက်ယူမှုစတဲ့ဆွဲချက်တွေနဲ့ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ဒုတိယကာဝေးဝင်ကြီးတီမူအီဗန်နော့ကို2024ခုနှစ်ဧပြီလမှာဖမ်းခဲ့တာကသူ့ရဲ့ဇိမ်ခံတဲ့လူနေမှုပုံစံကြောင့်လို့အများကထင်ကြကြပေမဲ့ဒါဟာအစပဲရှိသေးတယ်လို့ပြောရပါမယ်။ဒုတိယပုံချုပ်ကြီးယူရီကိုနက်ဆော့ကိုဖမ်းဆီးရမှာဒေါ်လာတသန်းကျော်တန်ဖိုးရှိတဲ့ငွေသားနဲ့ပစ္စည်းတွေတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။ဆက်ဆက်သွေးတောင်ဝန်ခံဖြစ်တဲ့ဒုတိယပုံချုပ်ကြီးဗာတင်ရှာမာရင်ကိုဖမ်းတာကတော့ ယူကရိန်းစစ်ပွဲတွင်ရုရှားရဲ့ဆက်သွယ်ရေးစနစ်များလုံးဝပြတ်ကွက်ခဲ့မှုကိုဖုံးကွယ်ဖို့စိတ်ကြွယ်ရရှာလာဖြစ်နိုင်ခြင်းများပါတယ်။ရှာမာရင်ကိုလက်ပေးလက်ယူမှုနဲ့ဆွဲချက်တင်ပြီးစစ်တပ်ရဲ့ဆက်သွယ်ရေးကမောက်ကမာဖြစ်မှုတွေကိုအပြစ်ပုံချလိုက်တာပဲဖြစ်ပါတယ်။ဗိုလ်ချုပ်ကြီးအိုင်ဗန်ပိုဗော့ဟာခြေချင်းညာဂျော်ဂျီယာတို့မှာတိုက်ခိုက်ခဲ့တဲ့အတွေ့အကြုံရှိတဲ့စစ်တီဟောင်းပါ။ဒါပေမဲ့2023ခုနှစ်မှာသူဟာသူ့ရဲ့ကိုပိုင်ကိုကဲရေးမှုတွေကိုလူသိရှင်ကြားဝေဖန်ခဲ့ပြီးအတန်ဖိုင်ပေါက်ကြားခဲ့ပါတယ်။ပရီဂိုဒင်ပုံကံမှုဖြစ်ပြီးစအချိန်မှာနောက်ထပ်စစ်တပ်ပုံကံမှုမဖြစ်စေဖို့ ။ FSP ကသူ့ကိုချက်ချင်းမဖမ်းဘဲစောင့်ကြည့်နေခဲ့ပြီးအခုလိုအာနာဖေရှားတုတ်တင်မှုလုပ်တဲ့အချိန်မှာမှထဲ့ပြီးဖမ်းဆီးလိုက်တာဟာအထက်မိန်ကိုစိန်ခေါ်သူတိုင်းဘလို့အဆုံးသတ်မယ်ဆိုတဲ့သတင်းစကားပေးလိုက်တာပါ။ဒုတိယပုတ်ချုပ်ကြီးဆူခရာအာမတ်ဒော့ဖ်လိုတကယ့်ကိုအရေးချင်းညံဖြစ်သူကိုယာရုကထုတ်ပြစ်ခြင်းဟာလည်းပြူဟာတစ်ခုပါပဲအရေးချင်းရှိတဲ့ပုတ်ချုပ်ကောင်းတွေနဲ့အာဂရိလိုက်စားတဲ့သူတွေကိုရောနှောဖန်စီဖယ်ရှားခြင်းအဖြစ်ပြည်သူလူထုကအစိုးရရဲ့လှုပ်ရှားမှုကိုတရားမျှတတယ်လို့ထင်မြင်စေဖို့လှုံ့ဆော်ခြင်းဖြစ်ပါတယ် ဒါကစစ်ပွဲကြာရှုံးမှုတွေဟာအရာရှိတွေရဲ့ကိုပိုင်အမှားကြောင့်သာဖြစ်ပြီးအစိုးရရဲ့စနစ်ပိုင်းဆိုင်ရာအမှားမဟုတ်ဘူးလို့ယုံကြည်အောင်လုပ်နေတာပဲဖြစ်ပါတယ်။ FSB ဟာအခုပူတင်တေဆုံးပြီးနောက်ပိုင်းဘသူကရုရှားကိုထိန်းချုပ်မလဲဆိုတဲ့ရေရှည်စီစဉ်ကိုစတင်နေပါပြီ။သူတို့ဟာအာဏာရဖို့အတွက်အဓိကကဏ္ဍ၄ခုကိုထိန်းချုပ်ဖို့ကြိုးစားနေပါတယ်။၁ယာရုတိုးမြင့်မှုကိုထိန်းချုပ်ခြင်း။ဗိုလ်ချုပ်တွေကိုဖမ်းသိပြီးသူတို့ရဲ့လက်ပေးလက်ယူမှတ်တမ်းအားလုံးကိုရယူလိုက်တဲ့အခါ FSB ဟာစစ်တပ်အာဂရိလိုက်စားမှုရဲ့အပြည့်စုံကိုရရှိသွားပါတယ်။ အခုဆိုရင်စေရာရှိတိုင်းယာရုတို့ဖို့အတွက် FSB ရဲ့ခွင့်ပြုချက်မရှိမဖြစ်လိုအပ်သလောက်ဖြစ်နေပါပြီ။နှစ်ဘန်နာရေးထိမ့်ချုပ်ခြင်းရုရှားရဲ့ဘတ်ဂျက်လုံငွေကရူဘယ်6.9ထရီလီယံ30ရာခိုင်နှုန်းပိုများတဲ့အထိမြင့်တက်လာပြီးကာကွယ်ရေးအတွက်40ရာခိုင်နှုန်းကျော်သုံးစွဲနေရချိန်မှာ FSB ကစစ်တပ်ကိုယုံလို့မရဘူးကျွန်တော်တို့ကင်တွယ်ပြစီလို့ပူတင်ကိုနားချနိုင်ခဲ့ပါတယ်ဒီလိုနဲ့ကာကွယ်ရေးစာချုပ်တွေကိုသိမ်းယူပြီးနိုင်ငံရေးသစ္စာစောင့်တိမှုကိုပိုအလေးထားလာပါတယ် ဒါကလက်နက်ထုတ်လုပ်မှုအခြေသွေးကိုထိခိုက်စေပါတယ်။၃ထောင်လန်းရေးကိုသိမ်းယူခြင်း FSB ဟာစစ်တပ်ရဲ့ထောင်လန်းရေးနယ်ပယ်ကိုတွန်းဝင်နေပါတယ်။ဘသူကဘသူကိုသတင်းပို့ရမှန်းမသိအောင်ရှုပ်ထွေးမှုတွေဖန်တီးနေပါတယ်။ဒီရှုပ်ထွေးမှုတွေကြောင့်စစ်ကိုယ်ကဲရေးမှာအမှားတွေဖြစ်လာရင် FSB ကအဲ့ဒါကိုအခွင့်ကောင်းယူပြီးသူတို့မထိန်းချုပ်နိုင်ဘူး။ငါတို့ပဲထိန်းချုပ်သင့်တယ်ဆိုပြီးအာဏာသိမ်းယူဖို့ကြိုးစားနေတာပါ။၄ကြောက်ရွံ့မှုကိုဖန်တီးခြင်းရုရှားယာစီတွေဟာအချိန်တိုင်းစောင့်ကြည့်ခံရရတယ်လို့ခံစားနေရပါတယ်။ ဖုံးပြောတာတွေလှုပ်ရှားမှုတွေအားလုံးကိုစောင့်ကြည့်ပြီးတစ္ဆာစောင့်သိမှုရှိမရှိကိုမေးခွန်းထုတ်ခံနေရပါတယ်။ဗိုလ်ချုပ်တွေဟာစစ်ပွဲနိုင်မှုထက်အဖမ်းမခံရအောင်နေဖို့ကသာအာရုံစိုက်နေရပါတယ်။ဒီလိုအတွင်ပိုင်းစစ်ပွဲကိုပူတင်ကဒုတိယကမ္ဘာစစ်နောက်ပိုင်းရုရှားကြုံတွေ့ခဲ့ရတဲ့မြန်မာတွေမှာအကြီးမားဆုံးစစ်ပွဲကြီးတိုက်နေတဲ့မှာစတင်ခဲ့ခြင်းဟာရုရှားအတွက်အဆိုးဆုံးအမှားပဲဖြစ်ပါတယ်။ FSB ရဲ့အာဏာဖယ်ရှားတုတ်တင်မှုဟာစစ်တပ်ရဲ့ကြောရိုးကိုဖျက်ဆီးနေတာပါ။ရုရှားဟာတလကိုစစ်သားတွေ8000ကနေ9000ခန့်စုဆောင်းနေရပြီး ီစစ်သားတွေဟာအတွေ့အကြုံရှိတဲ့စစ်ဗိုလ်ချုပ်တွေရဲ့ဥဆောင်မှုကိုလိုအပ်ပါတယ်။ဒါပေမဲ့ဒီလိုရည်ချင်းရှိတဲ့ဗိုလ်ချုပ်များစုဟာ FSB ရဲ့ထောင်ထဲမှာရောက်နေကြပါတယ်။ဒါကစစ်တပ်ရဲ့ထိရောက်မှုကိုလုံးဝထိခိုက်စေပါတယ်။ဗိုလ်ချုပ်တွေဖမ်းခံရတာကိုကြည့်ပြီးစစ်သားတွေရဲ့စိတ်ဓာတ်ဟာအောက်ဆုံးထိကျဆင်းသွားသလိုရှေ့တန်းမသွားလိုတဲ့စစ်သားတွေကိုမြေကျင်းတွေထဲမှာထည့်ပြီးချုံနှောင်ထားတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာပါတယ်။စစ်ပွဲပြီးလို့ပြန်လာတဲ့စစ်သားတွေအထူးသဖြင့်အကျဉ်းထောင်ကနေစုဆောင်းခံရတဲ့ရာဇဝတ်သားဟောင်းစစ်သားထောင်ပေါင်းများပါကြောင့်ရုရှားမှာရာသွေးမှုများရုတ်တရက်မြင့်တက်လာပါတယ် 2025ခုနှစ်ပထမနှစ်ဝက်မှာအကြီးအကျယ်ရာသွေးမှု3300ကျော်သတင်းပို့ခဲ့ရပြီးဒါဟာ15နှစ်တွင်အမြင့်ဆုံးအရေအတွက်ဖြစ်ပါတယ်။စစ်ပြန်တွေဟာစစ်ပွဲစကားတွေကလူပေါင်း400နီးပါးကိုတပ်ဖြတ်ခဲ့ပြီးပါပြီ။ဒါဟာ1990ပြည့်နှစ်များကဆိုဗီယက်အာဖဂန်အာဖဂန်နစ္စတန်စစ်ပွဲပြီးစစ်ပြန်များကြောင့်ဖြစ်ခဲ့ပူတဲ့ရာသွေးမှုမြင့်တက်မှုပုံစံနဲ့တူနေတယ်လို့ရုရှားအရာရှိတွေကတော့ဝန်ခံနေရပါတယ်။ပြည်တွင်းပြည်ပခါတွေကြောင့်စစ်တပ်ရဲ့ထိရောက်မှုကြာဆင်းနေတာကိုယူကရိန်းစစ်မြေပြင်ကအရေအတွက်ကသက်သေပြနေပါတယ်။ 2024ခုနှစ်တခုထဲမှာပဲရုရှားဟာစစ်သည်4,200,000မှ4,300,000ခန့်တေဆုံးတန်ရာရခဲ့ပြီးဒါဟာ2022ခုနှစ်နဲ့2023ခုနှစ်နှစ်ခုပေါင်းထက်ပိုများတယ်လို့ခန့်မှန်းရပါတယ်။ရုရှားဟာစစ်ပွဲ၃နှစ်အတွင်းဆုံးရှုံးခဲ့တဲ့စစ်သားရေတပ်ဟာဒုတိယကမ္ဘာစစ်ပြီးသူတို့တိုက်ခဲ့တဲ့စစ်ပွဲအလုံးရဲ့စုစုပေါင်းထက်ပိုများနေပါတယ်။စစ်သားများစုစုပေါင်း6,200,000ထိတိုးမြင့်ချထားလူတွေပြေးမလဲ။2024ခုနှစ်အတွင်းမှာယူကရိန်းနယ်မြေ9,000စတူယန်ကီလိုမီတာကိုသာသိမ်းပိုက်ရရှိခဲ့ပါတယ်။ အထူးသောနေမြေတွေမှာရုရှားတပ်ဖွဲ့တွေဟာတရက်ကိုမီတာ90ခန့်သာတိုးတက်နိုင်ပြီးဒါဟာပထမကမ္ဘာစစ်ရဲ့မြေကျင်းစစ်ပွဲနှုန်းထက်တောင်နှေးကွေးနေတာပါရုရှားဟာတင်ကား2000နီးပါးတန်ကြပ်ကရင်1000ကျော်နဲ့ခြေလျင်တိုက်ရင်3000ကျော်ကိုဆုံးရှုံးခဲ့ရပြီးယူကရိန်းထံ5ဆပုံများတဲ့နှုန်းနဲ့ဆုံးရှုံးနေရပါတယ်စစ်တပ်နဲ့ FSB ကြားရန်ပွဲကလည်းစီးပွားရေးကိုလုံးဝဒုက္ခပေးနေပါတယ်ရုရှားဟာ2025ခုနှစ်ဖက်ဒရယ်ဘတ်ဂျက်ရဲ့40%ကိုစစ်ရေးနဲ့လုံခြုံရေးအတွက်သုံးစွဲဖို့တတ်မှတ်ထားပါတယ် ဒါပေမဲ့ဘတ်ဂျက်လုံငွေကပထမနှစ်ဝက်မှာတော့30ရာခိုင်နှုန်းမြင့်တက်သွားပါတယ်။နိုင်ငံတကာငွေကြေးကြံပုံငွေဖွဲ IMF ကရုရှားရဲ့2025ခုနှစ်စီးပွားရေးတိုးတက်မှုခံမှန်းချက်ကို1.5ရာခိုင်နှုန်းကနေ3.9ရာခိုင်နှုန်းကိုရှော့ချခဲ့ပါတယ်။စစ်ပွဲကြောင့်ရေနံနဲ့တဘာဝတန်ငွေဝင်ငွေတွေကျဆင်းနေပြီးရုရှားရဲ့အရန်ရန်ပုံငွေများလည်းကုန်ခန်းလူနေပါဖြစ်နေပါပြီ။ရုရှားမှာအာဂရီလိုက်စားမှုဟာစနစ်ရဲ့ခြုံရင်းချက်မဟုတ်ဘဲအင်အားရက်တစ်ခုလိုဖြစ်နေပါတယ်။ဥပမာစုံစမ်းစစ်ဆေးသူတွေက စစ်ဘက်တည်ယူပို့ဆောင်ရေးလင်းရင်တွေအတွက်အရေးသွေးမမီတဲ့စိတ်ပိုင်းတွေကိုထောက်ပံ့ခဲ့တဲ့ပေးသွင်းသူကိုတွေ့ခဲ့ရပါတယ်။ဒါကြောင့် IL76 လင်းရင်၅စီးကိုဝန်ဆောင်မှုကနေဖယ်ရှားခဲ့ရပြီး Rubel တန်း130လောက်တန်ဖိုးရှိတဲ့ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ပါတယ်။ FSB ကနိုင်ငံရေးသစ္စာစောင့်သိမှုကိုအလေးပေးပြီးကာကွယ်ရေးစာချုပ်တွေကိုထိန်းချုပ်လိုက်တဲ့အခါစစ်မှုလုပ်ငန်းထိရောက်မှုကြားဆင်းပြီးလက်နက်ပစ္စည်းအရေးသွေးနှိမ့်ကျလာတာဟာရှေ့တန်းမှာချက်ချင်းတက်ရောက်မှုရှိပါတယ်။နိုင်ငံခြားတရရင်းနှီးမြှုပ်နှံမှုဟာ2024ခုနှစ်မှာ67ရာခိုင်နှုန်းကျဆင်းပြီး ဒေါ်လာ3.35ဘီလီယံသာရှိခဲ့တယ်လို့သိရပါတယ်။ FSB နဲ့စစ်တပ်ကြားကပြည်ရင်းပဋိပက္ခဟာရုရှားရဲ့ဗဟိုချုပ်ကိုင်မှုကိုထိခိုက်စေပြီးဒေတာရင်းနဲ့ကမ္ဘာအဆင့်မှာပါအကျိုးဆက်တွေရှိနေပါတယ်။ရုရှားစစ်တပ်ဟာဘယ်တော့မှစီးလုံးညီညွတ်တဲ့အင်အားစုတစ်ခုမဟုတ်ခဲ့ပါဘူး။ FSB နဲ့ဗဟိုစစ်တပ်မော်စကိုမှာတိုက်ခိုက်နေချိန်မှာရုရှားပိုင်နယ်မြေတွေမှာဗဟိုစစ်တပ်နဲ့မတူတဲ့ကိုပိုင်စရေးဖွဲ့စည်းပုံတွေကိုထိန်းချုပ်ထားတဲ့ဒေတာဆိုင်ရာအာဏာရှင်တွေရှိနေပါတယ်။အထူးသဖြင့်မြောက်ကာကေးဆက်ဒေတာကဒါကစ္စတန်နဲ့ခြေချင်းညာတို့ဟာထင်ရှားပါတယ်။ ခြေချင်းကြောင့်အုပ်ချုပ်နေတဲ့ Ransan Kadyrov ဟာသူ့ရဲ့ကိုပိုင်စစ်တပ်ဖြစ်တဲ့ Kadyrovsky ကိုတိစောက်ထားပါတယ်။သူတို့ဟာရုရှားဝင်ကြီးဌာနတွေကိုအမြေခံတင်ပြရပေမဲ့လက်တွေမှာ Kadyrov ကိုသာတစ်ဆာခံကြပါတယ်။ယူကရိန်းကျူးကျော်မှုကလေးက Kadyrov ဟာသူ့ရဲ့တစ်ဆာခံစစ်ယူနစ်အရေးအတွက်ကို20ခန့်အထိတုံးစတိုးချဲ့ခဲ့ပြီးစစ်သည်9000အထိဦးဆောင်တယ်လို့ဆိုပါတယ်။ဒီတပ်ဖွဲ့တွေဟာဗိုလ်ချုပ်ကိုင်မှုမြင်မာပြီး Kadyrov ရဲ့ကိုကြိုးစည်းဝါးနဲ့ဒေတာရင်းအာနာတီမြေကြီးအတွက်အဓိကလဲပတ်နေပါတယ်။ ဒါဂစ္စတန်မှာလည်းဒေသခံစုဆောင်းထားတဲ့ရဲတပ်ဖွဲ့တွေအကြမ်းဖက်မှုတိုက်ဖျက်ရေး unit တွေရှိနေပြီးသူတို့ဟာမြောက်ကာကေးဆတ်မှာမကြာခဏဆိုသလိုအစ္စလာမစ်စစ်သွေးကြအုပ်စုတွေရဲ့တိုက်ခိုက်မှုတွေကိုရင်ဆိုင်နေရပါတယ်။ကာဒီရော့ဟာအိန္ဒိချင်းဒါဂစ္စတန်နဲ့နယ်နိမိတ်ငင်းပွားမှုတွေနဲ့ပတ်သက်ပြီးနယ်မြေတိုးချဲ့လိုမှုတွေရှိနေပါတယ်။ဒီလိုဒေသဆိုင်ရာပြည်ပခန့်တွေနဲ့တင်းမာမှုတွေဟာရုရှားရဲ့စစ်ရေးရာအင်အားချိနဲ့နေချိန်မှာနောက်ထပ်ပြည်တွင်းမတည်ငြိမ်မှုဖြစ်စေနိုင်ပါတယ်။မော်စကိုကကြားနေဖို့ကြိုးစားပေမဲ့ပြိပခပုံမှုပြင်းထန်လာရင်ဝင်ရောက်ဆွတ်ဖတ်ဖို့ဖိအားပေးခံရနိုင်ပါတယ်။ စစ်တပ်ဟာ FSP ကိုတိုက်ရိုက်ပုံကန်ခြင်းမလုပ်နိုင်ပေမဲ့ပြည်ရင်းပျောက်ကြားစစ်ပုံစံမျိုးနဲ့ပြန်လည်ခုခံနေပါတယ်။စေရာရှိတွေဟာ FSP စုံစမ်းစစ်ဆေးမှုတွေနဲ့ပူးပေါင်းဆောင်ရွက်ဖို့ငြင်းဆန်နေကြပါတယ်။သူတို့ဟာ FSP ကိုကြော်လွန်တဲ့တိကျအစီရင်ခံမှုလမ်းကြောင်းတွေကိုဖန်တီးနေကြပါတယ်။စစ်တပ်ရဲ့ထောင်လှမ်းရေးရင်းမြစ်တွေဟာ FSP ရဲ့အကြမ်းလိုက်စားမှုနဲ့အာဏာလွန်ကဲမှုတွေအကြောင်းသတင်းတွေကိုလွတ်လပ်တဲ့မီဒီယာနဲ့အနောက်တိုင်းထောင်လှမ်းရေးတွေကိုပြန်လည်ပေါက်ကြားပေးနေတယ်လို့ယူဆရပါတယ်။အဖမ်းခံရတဲ့ဗိုလ်ချုပ်တွေနဲ့စစ်ရေးချုပ်ရင်းချက်တွေအကြောင်းတွေ့ရတဲ့သတင်းတိုင်းဟာ စစ်တပ်ရဲ့ရင်းမြစ်တွေကနေထွက်လာနိုင်ခြင်းများပါတယ်။စစ်ကောင်းဆောင်ချို့ဟာ FSP ကိုခုခံနိုင်မှုအတွက်ဒေသဆိုင်ရာအုပ်ချုပ်ရေးမှုတွေစီးပွားရေးကောင်းဆောင်တွေနဲ့စစ်ဘက်ဆိုင်ရာစာချုပ်တွေပေါ်မှီခုံနေရတဲ့ငွေကြေးပိုင်ရှင်ကြီးတွေနဲ့မဟာမိတ်တွေဖွဲ့ဖို့ကြိုးစားနေကြပါတယ်။ဒါပေမဲ့လည်း FSP ဟာဒီအုပ်စုတွေကိုပါလိုက်လံနှိပ်ကွပ်နေပါတယ်။ FSP ရဲ့အာဏာချက်ထွင်မှုဟာရုရှားရဲ့ပြည်ရင်းဖိနှိပ်မှုတွေကိုအဆမတန်မြင့်မားစေခဲ့ပါတယ်။၂024ခုနှစ်ဒီဇင်ဘာလအထိမှတ်တမ်းတင်ထားတဲ့နိုင်ငံရေးအကျဉ်းသား983ဦးရှိပြီး2024ခုနှစ်မှာဆန္ဒပြပွဲတွေမှာ လူပေါင်း1185ဦးကိုဖမ်းဆီးခဲ့ပါတယ်။2022ခုနှစ်မတ်လမှာမိတ်ဆက်ခဲ့တဲ့စစ်ရေးစင်စာဥပဒေတွေကြောင့်2024ခုနှစ်မှာစစ်တပ်ကိုဝေဖန်မှုနဲ့စွဲချက်တင်ခံရသူ88ဦးအသစ်ထပ်မံရှိခဲ့ပါတယ်။ FSB ဟာအခုဆိုရင်စစ်တပ်မိသားစုတွေကာကွယ်ရေးလုပ်သားတွေနဲ့စစ်ပွဲနဲ့ဆက်နွယ်သူတိုင်းကိုစောင့်ကြည့်နေပါပြီ။ဒီလိုတွင်ပိုင်းပြည်ပခါတွေကရုရှားရဲ့မဟာပြူဟာမြောက်ဂုံတိုက်ခါကိုကြီးကြီးမားမားထိခိုက်စေပါတယ်။ကာဇက်စတန်နဲ့ဥစ်ဘက်ကစ္စတန်လို post ဆိုဗီယက်နိုင်ငံတွေဟာ တရုတ်နဲ့တရကီအပါအဝင်အခြားနိုင်ငံတွေနဲ့ဆက်ဆံရေးပုံမှန်နိုင်ဆိုင်အောင်လှုပ်ဆောင်နေကြပါတယ်။ FSB ကစစ်တပ်ကိုတိုက်ခိုက်နေတာဟာပူတင်ရဲ့ကြောက်ရွံ့မှုနဲ့အာဏာကိုစွဲကင်ထားလို့တဲ့ဆန္ဒကြောင့်ပဲဖြစ်ပါတယ်။ပူတင်ဟာသူ့ရဲ့အာဏာတည်မြဲရေးကိုတိုင်းပြည်ရဲ့စစ်ရေးထိရောက်မှုထက်ပိုပြီးဦးစားပေးနေပါတယ်။ဒါပေမဲ့ဒီလိုလှုပ်ချင်းအဖြစ်သူဟာအကြီးမားဆုံးသောစစ်ပွဲကြီးတိုက်နေတဲ့မှာသူ့ရဲ့ကိုပိုင်စစ်တပ်ကိုအတွင်းကနေဖျက်ဆီးပစ်နေတာဖြစ်ပါတယ်။ဒီလိုကိုကိုကိုဖျက်ဆီးနေတဲ့လောက်ရက်တွေကရုရှားရဲ့စီးပွားရေးကိုပြိုလဲစေတယ်။စစ်တပ်ရဲ့စိတ်ဓာတ်နဲ့အရေးချင်းကိုခြေပုံးပစ်တယ်။ ီးတော့ရုရှားကိုကမ္ဘာပေါ်မှာအားအနည်းဆုံးနျူကလ িয়ার စူပါပါဝါတစ်ခုဖြစ်ပြောင်းလဲစေနေပါတယ်။ယူကရိန်းစစ်မြေပြင်မှာတင်ကားတွေရေရှားနေတာကိုကမ္ဘာကကြည့်နေပေမဲ့ရုရှားရဲ့အနာဂတ်တွေတကက်တိုက်ပွဲကခရင်မလင်နန်းတော်အတွင်းထဲမှာပဲဖြစ်ပွားနေတာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။